အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကဘာရွှေကို trade ချင်လို့ forest back ကိုတကူတကသွားပြီးတော့လည်းမ trade ချင်ဘူးဆိုရင်တော့ကျွန်တော်တို့အခုပြောမယ့် stable coin ကိုကျွန်တော်တို့ brother တို့သိမှဖြစ်မယ်ဗျာရွှေကို back လုပ်ပြီးတော့ချိတ်ဆက်ထားတဲ့ stable coin တကူဖြစ်တဲ့ pax p a h g ပေါ့နော် pax gold လို့ခေါ်တာပေါ့အဲ့ဒီ pax gold ကကျွန်တော်တို့ဆိုလို့ရှိရင် investor တွေအတွက်စိတ်ဝင်စားစရာရွေးချယ်စရာတကူကျွန်တော်တို့ဖြစ်နိုင်ပါတယ် okay အဲ့တော့ pax gold နဲ့ပတ်သက်ပြီးတော့အကြောင်းကိုကျွန်တော်သူ့ရဲ့ project အကြောင်းကိုကျွန်တော်အကြံပြင်းလေးကျွန်တော်ဒီမှာပြောပြပေးချင်ပါတယ် โอเคအဲ့တော့ကျွန်တော်ဒီမှာအာ website ထဲဝင်လိုက်ပြီဆိုရှင်ဒီမှာ packs.com ပေါ့နော်โอเคအာဒီမှာဆိုလို့ရှိရင်လည်းသူရေးထားတဲ့ digital token ဟုတ်ပြီနော် digital token back by physical gold အဲ့တော့တကယ်ရွှေအစစ်ကိုနောက်မှ back လုပ်ထားပြီးတော့ကျွန်တော်တို့ token ထုတ်ထားတာဖြစ်ပါတယ် IPHG ရာလीโอเค အဲ့တော့ကျွန်တော်တို့ကဗာတိထားမှလဲဆိုလို့ရှိရင်ကျွန်တော်တို့ forest မှာကျွန်တော် XAU USD ကိုကျွန်တော် trade ကြရဲဆိုပါစို့အဲ့တော့ XAU USD ကို trade flow အတွက်ကို broker တွေရှာတယ်အဲ broker တွေကစိတ်မချရကိုက forest နဲ့တိတ်မရင်းနှီးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ crypto မှာဘာကို trade လို့ရလဲဆိုလို့ရှိရင် pass ကို PAHG/USDT ကိုအအပဲကိုကျွန်တော်တို့ကသွားပြီးတော့ trade လို့ရပါတယ်။ဟုတ်ကဲ့နော်။အဲ့တော့ pass go အကြောင်းလေးကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် pass go ကကြတော့ကျွန်တော် Pax of Trust Company ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ကျွန်တော် ERC 20အမျိုးအစား stable coin တစ်ခုဖြစ်တယ်။အ coin တစ်ခုချင်းစီကိုကျွန်တော်တို့က London God Delivery အဆင့်ရှိတဲ့ရွှေတအောင်စားနဲ့တိတိကျကျထတ်တူညီညီ back လုပ်ထားလို့ကျွန်တော်တို့ရွှေတန်ဘူးနဲ့ညီမျှတယ်။အဲ့တော့အဲ့ရွှေတွေကိုကြတော့ blink ရဲ့လုံခြုံတဲ့ vault တွေမှာထိမ့်သိမ်းထားပြီးတော့ Paxo မှာတာဝန်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်အဲ့တော့ Paxo ဆိုတာကသူ ID ဒီ Pasco ကိုထုတ်တဲ့ company ပေါ့နော် ဲ့တော့ကျွန်တော်တို့ကဒီ pass go ကိုကြတော့ pass go token တခုဟာဆိုလို့ရှိရင်ကျွန်တော်ရွှေတအောင်စားနဲ့တန်ဖိုးချိတ်ဆက်ထားပြီးတော့ရွှေဈေးနှုန်းအတိုင်းတန်ဖိုးအပြောင်းလဲရှိနိုင်တယ်ဥပမာရွှေဈေးတက်ရင် pass go ရဲ့တန်ဖိုးကလည်းတက်မယ်ရွှေဈေးကျရင် pass go ရဲ့တန်ဖိုးကလည်းကျမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီ pass go token တွေကိုကျွန်တော်တို့က ABMA ကအတည်ပြုထားတဲ့ရွှေဘားတွေနဲ့ကျွန်တော်တို့အပြည့်အဝထောက်ခံပေးထားတဲ့ Ethereum blockchain ပေါ်မှာကျွန်တော်တိစောက်ထားပြီးတော့ ERC20 token ဖြစ်တဲ့အတွက်ကြောင့် online ပေါ်မှာအချိန်မီဝယ်ယူရောင်းချ trade လုပ်ပြုလုပ်နိုင်ပြီးလဲလှယ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော် passcode token ရွှေစည်းနှုန်းအတိုင်းတမိုးပြောင်းလဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်ရွှေစည်းတက်လိုက်ရင် pass တမိုးတက်မယ်ရွှေစည်းကျရင် pass တမိုးကျမယ်ပေါ့နော်။ Ethereum ရဲ့ blockchain ပေါ်မှာတိစောက်ထားတော့ ERC20 token ဖြစ်တဲ့အတွက်ကြောင့်သူကဘာလုပ်လို့ရလဲဆိုတော့ decentralized finance platform တွေမှာကျွန်တော် collateral ဖြစ်ကျွန်တော်အသုံးပြုနိုင်ပါတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီက ပတ်ကိုကကြတော့ကျွန်တော် Paxo Trust Company ကနေထုတ်လုပ်ထားပြီးတော့အဲ့ဒီ company ဟာဆိုလို့ရှိရင်တော့ဗာလဲဆိုတော့ New York State Department of Financial Services ကခြောက်မှတ်ထားတဲ့စီးပင်းစည်းကမ်းများအတိုင်းသူကလှုပ်ဆောင်နေတာဖြစ်ပါတယ်။အဲ့တော့ Paxo ကိုကျွန်တော်တို့ဝယ်ယူခြင်းနဲ့ trade လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တက်ဆိုင်ရကျွန်တော် Binance တို့ Gemini တို့ F4 တို့စတဲ့အကြီးစား exchange တွေပေါ်မှာဝယ်ယူပြီးတော့ဝယ်ယူရောင်းဝယ်ပြုလုပ်နိုင်တဲ့ trade လုပ်နိုင်တယ်ပေါ့ဗျာ။ Okay သူတို့တင်ဆက်ထားဖို့အတွက်ဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့ကျွန်တော် Ledger နဲ့ SSK တို့တော့ကျွန်တော်တို့ဒီ hardware wallet တွေနဲ့ မဟုတ်ကျွန်တော်တို့အသုံးပြုနေတဲ့အဲကျွန်တော်တို့ software wallet တွေဖြစ်တဲ့ MetaMask တို့ပါလို့ညာလို့ပေါ့ဗျာအဲ ERC20 compatible wallet တွေကိုဟိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီရွှေကိုကျွန်တော်တို့ထိမ့်သိမ်းထားနိုင်ပါတယ်အဲ့ဒါကြတော့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီအဲ forest map မှာ XAU USD ကို trade ချင်တယ်ရွှေကို trade ချင်တယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ crypto ဘက်မှာဟာဘာကိုကျွန်တော်တို့ကအာတိရမလဲဆိုတော့ဒီ pass code ရှိရဲဆိုတော့ကျွန်တော်တို့သိရမှာဖြစ်ပါတယ်။ Okay အဲ့တော့ pass code pass code ရဲ့အဲကျွန်တော်တို့ ဟိုပုံစံလေးကိုကျွန်တော်တို့တွားပြီးတော့ကြည့်အောင်အဲ့တော့ Binance ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာလို့ရှိရင်ကျွန်တော်တို့ Pasco PAHG USDT အပယ်ပေါ့နော်ဒီမှာနော် Okay အဲ့တော့ PAHG USDT ပဲဆိုတာဒီမှာရှိရပေါ့နော် โอเคအဲ့တော့ဒါလေးကိုပြောချင်တာပါ pass school ဆိုတာအဲ့တော့ဒီမှာလဲထွေးလို့ရပါတယ်အဲသူ့ရဲ့ကျွန်တော်ဈေးတန်းကိုကြည့်လိုက်မယ်ဆိုလို့ရှင်33363ပေါ့နော်33363ဟုတ်ပြီနော်အဲ့ဒါလေးရှိမယ်အဲကျွန်တော်တို့ဒီမှာ forest map မှာဒီနေ့ forest ကတော့ပိတ်ရဆိုတော့လीအာ forest ကတော့ပိတ်ရဆိုတော့ဒီမှာရွှေကိုတစ်ချက်ကြည့်လိုက်မယ်နော်ကျွန်တော်တို့ ACUSD โอเคဟုတ်ပြီเนาะဒီမှာဆိုလို့ရှိရင်လည်းကြည့်လိုက်ပါဒီမှာ3000 360ဟုတ်ပြီเนาะ3360ဒီဘက်မှာဆိုလို့ရှိရင် Binance ဘက်မှာဆိုလို့ရှိရင်လည်းအဲ3363တိတ်မကွာဘူးပေါ့เนาะအဲအဲ့လိုမျိုးရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတော်တော်အများများဥမာ Binance ဒီ Forex ဘက်မှာရွှေဈေးကတက်နေကြနေဆိုလို့ရှိရင်ကျွန်တော် trade ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီ crypto မှာဆိုလို့ရှိရင်ကျွန်တော် Binance exchange မှာ PAHC pass goal ကိုကျွန်တော်တို့ trade လို့ရပါတယ်အဲအဲ့အားလေးကိုကျွန်တော် knowledge sharing လုပ်ပေးထားတာဖြစ်ပါတယ်အဲဒီ video ထဲမှာ Binance ကကျွန်တော်တို့ဒီ red package code လေးကိုကျွန်တော်ထည့်ပေးထားပါတယ်အားလုံးကျွန်တော် YouTube channel လေး like and subscribe လုပ်ပေးကြပါဦးအာကျွန်တော် TikTok မှာလည်းကျွန်တော် like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်